မိုးရေချင်းမှုတွေကြောင့်ရေအောက်ကိုရောက်ရှိသွားခဲ့ရတဲ့တရုတ်နိုင်ငံအနောက်တောင်ပိုင်းပြည်သက်များအလုံးမဲမိကလာပေါင်းမာတပန် page ကနေကြွဆူလိုက်ပါတယ်။လက်ရှိမှာတော့ကမ္ဘာဟာရာသီဥတုဖောက်ပြန်မှုတွေစစ်ဘေးတွေနဲ့ပြင်းထန်စွာတွေ့ကြုံနေရပြီးနိုင်ငံတချို့ကဘေးဒုက္ခတွေနဲ့ရင်ဆိုင်နေရပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်းငလျင်ဘေးကြီးတွေရေကြီးရေရှာမှုတွေနဲ့မုန်တိုင်းတွေစသဖြင့်အမျိုးမျိုးကိုမကြာခဏကြုံတွေ့လာရတာပေါ့။အခုတလောပိုင်းမှာဆိုရင်တော့တရုတ်နိုင်ငံမှာမိုးသည်ထန်နေတာကြောင့်ရေကြီးရေရှာမှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။တရုတ်နိုင်ငံအနောက်တောင်ပိုင်းကွမ်ကျုံးပြည်နယ်နဲ့တောင်ပိုင်းကွမ် တုံးပြည်နယ်တွေမှာရေကြီးရေရှာမှုတွေကဇွန်လ19ရက်နေ့ကတည်းကစတင်ဖြစ်ပွားနေတာဖြစ်ကမြေရေတွေဟာအတိုင်းအဆမရှိကိုတုံးဝင်နေခဲ့တာဖြစ်ပါတယ်။မုံတုံလေပြင်းထန်မှုတွေလည်းဖြစ်ပေါ်နေတာကြောင့်တရုတ်နိုင်ငံအစိုးရကအလဲပိုင်းတောင်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေကိုဇွန်လ20ရက်နေ့ကတည်းကအနီရောက်သတိပေးချက်အဆင့်ထုတ်ပြန်ခဲ့ပါတယ်။အခုလိုရေကြီးရေရှာမှုတွေမဖြစ်ပေါ်ခင်ကတည်းကလည်းတရုတ်နိုင်ငံအနောက်တောင်ပိုင်းဟိုင်နန်ပြည်နယ်မှာတိုက်ဖုံးမုန်တိုင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးအရိကနေ့တဆင့်အားပြော့သွားတဲ့အခါမှာလည်းအပူပိုင်းမုန်တိုင်းတစ်ခုရဲ့တက်ရောက်မှုကြောင့်မိုးသက်ထန်စွာရ ရွာသွန်းပြီးရေကြီးရေရှာမှုတွေဖြစ်ပေါ်ခဲ့သေးတာပါ။ဒါကြောင့်အဲ့ဒီအချိန်ကလေးကပြည်သူ၃သိန်းကျော်ထိခိုက်ခဲ့ပြီး8000နီးပါးဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။တရုတ်နိုင်ငံအနောက်တောင်ပိုင်းကပြည်နယ်တချို့ဖြစ်တဲ့ကြုံချမ်းနဲ့ယုံချမ်းမြို့တွေကမြေနားမှာနိနိကကရှိနေကြတာကြောင့်အချိန်တွေကအတော်ကိုဆိုးရွားနေခဲ့ပါတယ်။တမျိုးချင်းစီမှာလူဦးရေ3သိန်းခန့်နေထိုင်တဲ့အဆိုပါမျိုးတွေကလက်ရှိမှာတော့လျှက်စစ်မီပြတ်တောက်မှုတွေနဲ့ရေနဲ့အစာတောက်ပြတ်တောက်မှုတွေလက်မဆက်သွေးရေးပြတ်တောက်မှုတွေအထိဖြစ်ပေါ်နေခဲ့ပြီးအထက်မြင့်အဆောက်အုံတွေအများစုကလည်းရေအောက်ကိုရောက်ရှိသွားခဲ့ရ ပါတယ်။မြေကမ်းဘေးနဲ့မြေနိတ်ဒေသတွေဖြစ်တဲ့အတွက်အခုလိုရေကြီးရေရှမ်းမှုတွေကကြောက်ခမန်းလေးလေးဖြစ်ပေါ်နေခဲ့တာဖြစ်ကောင်းတရုတ်အစိုးရကတော့ဒေသခံတွေအလုံးကိုလွန်ခဲ့တဲ့ရက်တွေထက်ကဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့သတိပေးခဲ့တာပေါ့။ဒါကြောင့်ဒေသခံပြည်သူတွေကတော့အသက်အန္တရာယ်ကနေကင်းလွတ်သွားခဲ့ပေမဲ့မြို့ကြီးတွေကတော့ရေအောက်ကိုရောက်ရှိသွားခဲ့ရပါတယ်။ကွမ်ကျုံပြည်နယ်မှာဆိုရင်မြေပြိုမှုတွေကြောင့်အဝေးပြေးလမ်းမလည်းပိတ်ဆို့ပြတ်တောက်သွားခဲ့ပြီးကွမ်ကျုံတံတားတစ်စင်းကလည်းပြိုချပျက်စီးသွားခဲ့ပါတယ်။အဆိုပါတံတားကဆိုရင်အမြင့်ပေပေါင်းမီတာများစွာရှိပြီးတံတားပြိုချ ပျက်စီးနေစမှာကားတစ်စီးကလည်းရထားလျက်သားရှိနေခဲ့တာပါတရားပြိုချမှုမှာပိတ်မိနေခဲ့တာကြောင့်ကြောက်ကမ်းမဆော်မှာတဝက်ရောက်ရှိသွားခဲ့ပြီးကားထဲမှာလည်းဆက်သွယ်ရေးတွေပြတ်တောက်သွားတယ်လို့သိရပါတယ်ဒါအပြင်ဆဲချိုးပြတ်မှုတွေလည်းဖြစ်ပေါ်နေပြီးတမြုပ်လုံးဒီပါရေဖုံးလွှမ်းသွားခဲ့ပြီလည်းဖြစ်ပါတယ် နောက်ရက်အနေငယ်အထိလဲမိုးရွာသွန်းမှုတွေကဇာတိုက်ဖြစ်ပေါ်နေမယ်လို့ပြည်နယ်မိုးလေဝသပညာရှင်တွေကသတိပေးခဲ့ပြီးကွန်ချိုးပြည်နယ်အပါဝင်အနီးနားကပြည်နယ်တွေမှာမုန်တိုင်းဆုဆောင်ကြားရမှုတွေလည်းဖြစ်ပေါ်နိုင်တာမလို့ကာကွယ်ဖို့ပြင်ဆင်လှုပ်ဆောင်ချဖို့လည်းသတိပေးထားတာဖြစ်ပါတယ် တရုတ်နိုင်ငံတောင်ပိုင်းတစ်ခွင်မှာတော့ပြည်내တချို့ရေအောက်ရောက်ရှိသွားတဲ့အထိမိုးရွာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေပေမဲ့ဆန့်ကျင်ဘက်မြောက်ပိုင်းပြည်내တွေမှာတော့အပူချိန်မြင့်တက်နေခဲ့တာပေါ့အထူးသဖြင့်ဟီနန်ရှန်တုံဟီပေနဲ့ပေကျင်းတို့လိုမြောက်ပိုင်းဒေသတွေမှာတော့အပူချိန်တွေမြင့်တက်နေကောင်းပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့အပူချိန်40ဒီဂရီဆဲဆီယက်အထိရောက်ရှိနေကြတာဖြစ်ပါတယ်ဒါကြောင့်တရုတ်နိုင်ငံရာသီဥတုတွေကအစိုးရဆောင်အခြေအနေတွေမှာဖြစ်ပေါ်နေတယ်လို့တောင်သုံးသပ်နေကြပြီးတရုတ်နိုင်ငံဘေကင်းစီဘို့ကမ္ဘာနိုင်ငံတချို့ကဆူတောင်းပေးနေကြတာဖြစ်ပါတယ်ပိတ်သက်တော့အနေနဲ့ရော ်မိုးကြီးရေရှာမှုကြောင့်ရေအောက်ကိုရောက်ရှိတဲ့အထိကြုံတွေ့နေရတဲ့တရုတ်နိုင်ငံအနောက်တောင်ပိုင်းကပြည်내တချို့အပေါ်ဆူတောင်းစကားလေးတွေပြောပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ